အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့ Excel ရဲ့အခြေခံသင်ခန်းစာလေးကိုရောက်ရှိပါပြီဒီနေ့မှာတော့ကျွန်တော်တို့ Excel ကိုသုံးပြီးတော့ဘောက်ချာတစ်ခုကိုဘယ်လိုမျိုးဖန်တီးကြမလဲဆိုတော့ကျွန်တော်တို့အသေးစိတ်လေ့လာသွားမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ပထမဆုံးဘာမှမရိုက်ခင်မှာကျွန်တော်ဒီအပေါ်မှာဒီနားမှာကျွန်တော်တို့ clip တစ်ချက်နေပြပါဒါဆိုရင်အကုန်လုံး selection ဝင်သွားပါပြီ ပြီးရင်ကျွန်တော်တို့အသုံးပြုမဲ့ phone site ကိုတက်မှတ်ပေးပါကျွန်တော်တို့16လောက်ထားပေးမယ်ပြီးရင်ကျွန်တော်ဒီနောက်မှာဒီဟာ middle align ကိုရွေးပေးပါဟုတ်ပြီရပါပြီပြီးရင်ကျွန်တော်တို့ကိုယ်လုံးငန်းနဲ့သက်ဆိုင်တဲ့ကိုယ်ဆိုင်နာမီဟိုနေရိုက်ပေးပါကျွန်တော်တို့ဒီမှာဥပမာနည်းနဲ့ on store လို့ပဲရိုက်ပြပါမယ်ဟုတ်ပြီ ောင်းစတိုးလိုပဲရိုက်ပြမယ်ပြီးရင်ကျွန်တော်အောက်မှာစင်းလိုရိုက်ပြမယ်ပြီးရင်ကျွန်တော်ဒုတိယမှာ BC အမျိုးအမည်လိုရိုက်ပြမယ် BC အမျိုးအမည်အဘိကျွန်တော်တို့ဒီနာမှာမဆံဘူးနဲ့နဲ့ဆွေးပြမယ်ပြီးတော့ကျွန်တော်တို့နောက်တစ်ခုအရေးအတွက် ဘယ်ရည်အတွက်ခေါ်ပြီးမလင်းနေနေဆွေးတည်မယ်ပြီးတော့ကျွန်တော်တို့ဈေးနှုန်းဇေနုဇေနုမလေးကျွန်တော်နည်းနည်းဆွေးပြမယ်။ဟောဒီပြင်းကျွန်တော်ဆူဆူပေါင်း ဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်တို့ဒီမှာစီမံနံပါတ်၄ရိုက်ထဲမှာပြပါရစ်ဒီနေ့ဟုတ်ပြီ။ကျွန်တော်ဥပမာနည်းနဲ့ခုနခုလောက်ပဲရိုက်ပြပါမယ်။ဒါတော့ပုံမှန်တော့5ခုလောက်တော့ရိုက်ပြလို့ရပါတယ်ပြီးလို့ရှင်းသွားမှာဆိုလို့ကျွန်တော်5ခုလောက်ပဲရိုက်ပြတာပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်ဥပမာနည်းနဲ့ဒီမှာ3လို့ရိုက်ပြမယ်။အရင်တည်းက3အိတ်လောက်ထားမယ်။ ်ဖေးရဲ့ကစီနိုကိုကျွန်တော်တသိန်းလောက်ထားကြည့်မယ်။ဟုတ်ပြီပြီးတော့ကျွန်တော်တို့ဒီမှာတကြားတကြားတဲ့တကြားလေကျွန်တော်နေအိထားပြီးမယ်။ဇီနုံကကျွန်တော်ငသိန်းထားပြီးမယ်။ဘုရားပြင်းကျွန်တော်ဒီမှာ စာလို့ရိုက်ပြီးမယ်စာကျွန်တော်အေးထားပြီးမယ်ကျွန်တော်ဒီမှာဇီနိုပုံပင်ထားပြီးမယ်ပြီးရင်ကျွန်တော်ဥပမာနည်းနဲ့တော့ထားချုံလို့ရိုက်ပြီးမယ်ချုံမချုံမ ငါအိထားပေးမယ်ဒိတ်ကိုကျွန်တော်ဝန်မှညီမယ်ငါတောင်းထားမယ်ခုစေရထောင်းတောင်းဖို့ပြီးပြီးတော့ကျွန်တော်ချက်ဦးလုံးရိုက်ပြမယ်ဒီမှာ sorry ချက်ဦးအဲ့လိုမျိုးဆယ်လုံးတလုံးယူကျွန်တော် မာယာထားပြီးမယ်ဟုတ်ပြီပြီးရင်ကျွန်တော်တို့ဒီမှာပေးဦးဘဲဦးဘဲဦးကိုလည်းကျွန်တော်ဒီမှာလုံး20ထားပြီးမယ်လုံးကိုကျွန်တော်600တမ်းပေးမယ် ခေါ်ပြီးပြီးတော့ကျွန်တော်ဒီမှာအမိုက်အလိုပဲရိုက်ပြပါမယ်အမိုက်အေအမိုက်အေတုံးခုလိုပဲတုံးအလိုပဲတာမပေးမယ်ဈေးနှုန်းကိုကျွန်တော်ဒီမှာဥပမာနည်းနဲ့၅ပေါင်းလိုပဲရိုက်ပြပါမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီနောက်မှာစုစုပေါင်း ဟိုချင်းနာဖြစ်ပါတယ်ဆိုဆိုပုံမှာဒါဆိုတော့ကျွန်တော်အရင်ဗီဒီယိုမှာပြောထားတဲ့အတိုင်းကျွန်တော်တို့ SM မှာမြောက်ချင်တော့ကျွန်တော်တို့ပထမဦးဆုံးကျွန်တော်တို့ဒီမှာဆိုဆိုပုံဈေးနှုန်းကိုတည်ချင်ကျွန်တော်တို့ဒီမှာသုံးမဲ့ဒီတသိန်းကိုမြောက်ပေးမှာဖြစ်ပါတယ်နောက်ကျွန်တော်တို့ကျွန်တော် SM မှာမြောက်တော့မယ်ဆိုရင်ပထမဦးဆုံးကျွန်တော်တို့ equation ညီမျှချင်းကိုနေပေးပါပြီးတော့ကျွန်တော်တို့ ုံးနဲ့တသိမ်းမြောက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဆိုတာကျွန်တော်တို့တုံးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ဒါမှမဟုတ်ကျွန်တော်တို့ keyboard ပေါ်ကနေ C3 ကိုရိုက်ပေးလို့လည်းရပါတယ်။ပြီးတော့ကျွန်တော်တို့ exam မှာအမြောက်ဆိုတာမရှိပါဘူး။သူ့အစားကျွန်တော်တို့တုံးနေဆိုရင် shift key ကိုဖြည့်ပြီးတော့ number 8ကိုနှိပ်ပေးပါ။ဟုတ်ပြီပြင်ကျွန်တော်တို့တသိန်းနဲ့မြောက်ချင်တာဖြစ်ပါတယ်တသိန်းဆိုတာကျွန်တော်တို့ D3 ပါ keyboard ပေါ်နေ D3 လို့ရိုက်လို့ရတယ်လို့ကျွန်တော်တို့ဒီမှာ ညာလေးတစ်ချက်နေလိုက်ုံလေးနေပေးလိုက်ုံနဲ့လည်းဆင်ပြပါရဲ့ပြီးရင်ကျွန်တော်အင်တာခေါက်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ဒီနားမှာဖြေမှန်ရသွားပါပြီပြီးရင်ကျွန်တော်တို့ဒါဒီကိုတခုချင်းလိုက်မမြောက်ပေးတော့ပါဘူးအော်တိုဖိလ်နဲ့ပဲကျွန်တော်တို့ဆက်သွားပါမယ်အော်တိုဖိလ်နဲ့သွားမယ်ဆိုရင်ကျွန်တော်ဒီနားမှာဒီပုံအောက်မှာကျွန်တော်တို့မောက်စနဲ့ဖြေလိုက်ရင်ဒီလိုမျိုးပုံစံကြလာပါတယ်အဲ့ဒီချိန်ကျကျွန်တော်တို့အောက်ကိုဆွေးချပေးလိုက်ပါ ။ဒါဆိုရင်ကျွန်တော်တို့တစ်ခုချင်းစီလိုက်မြောက်ဆင်မလို့ပဲနဲ့အလိုဆွဲလိုက်တာနဲ့ auto fill နဲ့သူကသူမြောက်ပြတာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ဒီနားမှာလည်းကျွန်တော်တို့တစ်ခုစူးစူးပေါင်းထပ်လုပ်ချင်ပါတယ်။စူးစူးပေါင်းကုန်ကြောင်ဝေးစူးစူးပေါင်းဆိုဆိုပေါဟုတ်ပြီကျွန်တော်ဒီမှာဖြည့်လို့ရှင်းတာဖြစ်ပါတယ် ျွန်တော်တို့စုစုပေါင်းပေါင်းဖို့ဆိုရင်ကျွန်တော်တို့ညီမျှချင်းပြီးရင်ကျွန်တော်တို့ဆံကိုနေပြပါပြီးရင်ကွန်းစာပြီးရင်ကျွန်တော်တို့ဒီကနေ E E3 ကနေကျွန်တော်တို့ E9 ထိပုံချင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ keyboard ပေါ်နေ E3 လို့ရိုက်လို့ရတယ်လို့ကျွန်တော်တို့ဒီဒီပုံတင်အပေါ်မှာလည်းကျွန်တော်ပြည့်တစ်ချက် ရိုက်ပြရင်လည်းရတယ်ပြင်ကျွန်တော်တို့ keyboard ပေါ်နေဒါလေးကိုတစ်ချက်ခောက်ပြပါဝတ်စနလုံးပေါ့ပုံစံမျိုးပြီးရင်ကျွန်တော်တို့ဒီမှာ is e နိုင်ဖို့ကျွန်တော်တို့ keyboard ပေါ်နေနှိပ်ပေးလို့ရတယ်လို့ကျွန်တော်တို့ mouse ကနေဒါလေးကိုတစ်ချက်နှိပ်ပြီးလည်းရပါတယ်ပြီးရင်ကျွန်တော်တို့ point ဆက် oh sorry point ပေးတစ်ချက်နှိပ်ပေးပါပြန်ကြတော့ enter ခောက်လိုက်တာ ဒါဆိုရင်ကျွန်တော်တို့ဒီမှာစုစုပေါင်းဒီကောင်ကြီးရဲ့စုစုပေါင်းကုန်ချက်ဝင်ဒီမှာကြာရောက်လာပါပြီ။ဟုတ်ပြီကျွန်တော်တို့ဒါကိုပုံခတ်ချင်တယ်ဆိုရင်ကျွန်တော်ဒါတွေကိုအကုန်လုံးဆက်လက်ပါ။ပြီးရင်ကျွန်တော်တို့ home tab ထဲအနေကျွန်တော်တို့ဒီ border ထဲကိုသွားပြပါ။ border ထဲအနေကျွန်တော်တို့ all border ဆိုတဲ့အလေးကိုတစ်ချက်နေပြပါ။ဒါဆိုရင်ကျွန်တော်တို့အကုန်လုံးပုံခတ်ပြီးသွားပါပြီ။ပြီးရင်ကျွန်တော်ဒီနားမှာစုစုပေါင်းဆိုတဲ့နေရာမှာကျွန်တော်တို့ လေးကွက်လောက်ကြီးဖြစ်နေတယ်ကျွန်တော်တို့ဒါသုတ်ပတ်ပဲလိုချင်တယ်အကုန် select ပါ ပြီးရင်ကျွန်တော်တို့ဒီမှာ margin and center ဆိုတာလေးကိုတစ်ချက်နေပေးလိုက်ပါဒီကျွန်တော်တို့ဆူဆူပေါင်းဆိုတာကို select ပါ ပြီးရင်ကျွန်တော်တို့ bold တင်ပေးမယ်ပြီးတော့ကျွန်တော်တို့ဒါကိုတခြားရုံပေးမယ်ပြီးရင်ကျွန်တော်ဒီအပေါ်မှာ on store ဆိုတာလေးကျွန်တော်တို့ ဗီဒီယိုကွန်ဆလက်ပြင်ကျွန်တော်တို့ margin and center ဆိုတဲ့အလေးကိုတစ်ချက်နေပြီဒါဆိုရင်ကျွန်တော်တို့ဒီဘုံကွက်တွေအကုန်လုံးတပတ်မဲ့ဖြစ်သွားပါပြီပြင်ကျွန်တော်တို့ဒါကိုလည်းဆလက်ပါကျွန်တော်တို့ voltage voltage ဘေးပြန်ဖောင်းဆိုင်နေနေခြေပြင်မှာ16လောက်ထားပြီးမယ်ပြင်ကျွန်တော်တို့ကိုကြိုက်တဲ့အယုံတစ်ခုပေးလို့ရပါတယ်ဟုတ်ပြီပြင်ကျွန်တော်တို့ ဓာလေးကိုဆက်လက်ပြီးရင်ကျွန်တော်တို့ဒီနာမှာကိုဖြည့်ချင်တဲ့အကြောင်းတစ်ခုဖြည့်လို့ရပါတယ်ကျွန်တော်တို့ဒီဟာဒီလေးဘုံတင်ပြလိုက်မယ်နေနေကြည့်ကောင်းအောင်လုပ်ပါ။ဟုတ်ပြီဒါဆိုရင် ကျွန်တော်တို့ဘောင်ချတဖူရသွားပါပြီ။ khulo song chi chi shubhe ya de tuwe jizu See you in the next video.